င်္ဂလာပါရှင်။တောင်လင်းထိုင်းမြေအောက်တိုဘာလ29ရက်နေ့အတွက်မျက်နေခင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညနေခင်ထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရေးမျိုးနယ်ကနှင်းစုံ DKBA ခေတ်ကိုရေးဘလူးအဖွဲ့ဝင်တိုက်ခဲ့တဲ့သတင်း။ မွန်ပြည်နယ်မှာကိုယ်စားလှယ်လောင်းတွေမဲဆွဲဖို့လုံခြုံရေးပုံမတိုးမြင့်ထားတဲ့သတင်းတွေအပြင်ကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲကုန်ကျစရိတ်ကိုတိုးမြင့်သတ်မှတ်လိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့စစ်စီလုံးလုံးဆက်နေကြဖို့ပြက်ကွက်ရင်အာဆီယံရဲ့ယုံကြည်မှုကိုဆုံးရှုံးနိုင်တဲ့အန္တရာယ်ရှိတယ်လို့စင်ကာပူဝန်ကြီးချုပ်တတိပေးလိုက်တဲ့သတင်းအာဂျင်တီးနားသက်တမ်းတော်ဝက်ရွေးကောက်ပွဲမှာလက်ရှိသမ္မတအနိုင်ရရှိခဲ့တဲ့သတင်းတွေအပြင် မနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။မွန်ပြည်နယ်ရေးမြို့နယ်နှင်းစုံကျေးရွာရှိစစ်ကောင်ဖြင့်လက်အောက်ခံဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်စဲရေးခဲကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ရေးဘလူအဖွဲ့ထံကနေသိရပါဗျ။ တ120ကျော်နဲ့တက်ဆွဲထားတဲ့ DKBA စစ်ဆေးရေးခက်ကိုအောက်တိုဘာလ28ရက်နေ့မနက်9:00နာရီအချိန်လောက်မှာရေးဘလူးအဖွဲ့ကတရက်တစ်ပြက်ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်း DKBA တပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့ပြီးနှင်းဆောင်ဂိတ်ခေါင်းဆောင် DKBA ဗိုလ်ကြီးအဆင့်ရှိတိန်းတန်အပါဝင်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကတန်လင်ထမ်းမှုပြောပါတယ်။ DKBA ဂိတ်တိုက်ခိုက်မှုပြီးတဲ့နောက်တပ်ပြန်ဆုတ်စဉ်ရေးဘလူးအဖွဲ့ကတပ်ဖွဲ့ဝင်တို့ထိမှန်တန်ရာရရှိခဲ့ပေမဲ့အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ဆိုပါတယ်ရှင်။တိုက်ခိုက်မှုပြီးနောက်ရေးအခြေဆိုင်စစ်ကောင်ရှင်တာနှင်းစုံကျေးရွာအနီးပတ်ဝန်းကျင်ကိုလက်နက်ကြီးပစ်ကူပေးခဲ့တာတွေရှိခဲ့ပြီးထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့မတိရသေးပါဘူး။ မွန်ပြည်နယ်ရေးမြို့နယ်မှာအာနာသိန်းစစ်ကောင်ရှင်ဟာရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှတော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကြောင်းထိုးတာနဲ့လုံခြုံရေးအင်အားတွေကိုပုံမထိုးမြင်ထားပါတယ်ရှင်မွန်ပြည်နယ်မှာစစ်ကောင်ဖြစ်ဟာကိုစလဲလောင်းတွေရဲ့မဲဆွဲစီယုံမှုစတင်မဲ့ရက်မတိုင်မီကတည်းကလုံခြုံရေးပုံမှုတိုးမြင့်ပြီးပိတ်ဆို့စစ်ဆေးမှုတွေကိုစက်တိုက်လှောက်ဆောင်နေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါဗျ။ မူမီနီမာအာနာသိန်းစစ်ကော်မရှင်ဟာကိုစလေလောင်းတွေရဲ့မဲဆွဲစည်းရုံးမှုစတင်မဲ့ရက်မတိုင်းမီကလေးကလုံခြုံရေးပုံမှုတိုးမြင့်ပြီးပိတ်ဆို့စစ်ဆေးမှုတွေဇက်တိုက်လှုံ့ဆောင်နေတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါတယ်။အာနာသိန်းစစ်ကော်မရှင်ပြည်တော်စုရေကောက်ပွဲကော်မရှင်ကရေကောက်ပွဲဝင်ပြန်ရမဲ့ကိုစလေလောင်းတွေရဲ့မဲဆွဲစည်းရုံးမဲ့နေ့ရက်ကိုတော့အောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60သတ်မှတ်ထားပါတယ်။အထူးသဖြင့်စစ်ကော်မရှင်ဟာတော်လိုင်းတပ်ဖွဲ့တွေလှုပ်ရှားမှုအကောင်းတွေ ကြိုက်ထူဘီလင်းတထုံနဲ့ရေးမြွနယ်တို့မှာလုံခြုံရေးအင်အားများပြားအသုံးပြုထားပြီးကြံမြွနယ်တွေမှာလည်းတပ်အင်အားတွေထပ်တိုးထားပါတယ်ဒေသခံတွေရဲ့ပြပြကြေးအရစစ်ကော်မရှင်တပ်ဟာအရင်ကကင်းပုံးမထားဘူးတဲ့ကြေးရွာတွေမှာလည်းကင်းပုံးတွေတိုးမြင့်ထားသလိုမတင်ငါတဲ့သူတွေကိုရိုက်နှက်ဖမ်းဆီးတာတွေရှိနေတယ်လို့သိရပါတယ်လုံခြုံရေးတိုးမြင့်ထားတဲ့စစ်ကော်မရှင်ဟာဒေသတွင်းကလူငယ်တွေကိုမထင်ရင်မထင်သလိုဖမ်းဆီးတာတွေလုံဆောင်နေတယ်လို့ဘီလင်းဒေသခံတူကတန်နေတိုင်းကိုပြောပါတယ် ပုံမှန်တော့ဖမ်းနေရပဲအလင်းမိုက်ကသူတို့ကားရင်းနဲ့ပတ်နေရလေဒီကားရင်းရရုပ်ရင်းနဲ့ပတ်နေရဘက်ကနဘက်ကနကောက်ဆူလာလာပဲအလေးကြီးပေါ့အလေးကြီးရတော့မြေအောင်ဖမ်းခံတယ်ဆွဲခံတယ်ကျွန်တော်တောင်းစုပဲချောင်းပေါ့နောက်ကွင်းရွာတွေဒီမှာရဆွဲတယ်ဘာရလဲလာဆွဲသွားလားအရင်မှလဆွဲသွားရင်ဟိုခုနေရဲနေတူဆွဲလို့ဆွဲတယ်ဒါအပြင်စစ်ကော်မရှင်ဟာအခုရပိုင်းတွင်မြို့ဝင်မြို့ထွက်ဂိတ်တွေမှာစစ်ဆေးမှုတင်းကျပ်တာမြို့ရင်းတွေမှာလည်းမထင်မှတ်တဲ့နေရာတွေမှာပိတ်ဆို့ရှာဖွေတာတွေအပြင် လှည့်လည်ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတာပါစစ်ကော်မရှင်ကတော့ရွေးကောက်ပွဲမဲဆွဲချဖို့ပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုလူစုလူဝေးနဲ့စီတန်းလှည့်လည်မဲဆွဲစည်းရုံးခွင့်ကိုလုံခြုံရေးအကြောင်းပြချက်နဲ့ပိတ်ပင်ထားပါတယ်မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်မဲ့ထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီ၉ခုကကိုယ်စားလှယ်လောင်း250ကျော်အမည်စင်းတင်သွင်းထားပါတယ်။ဒါမဲ့ဒီဇင်ဘာ28ရက်နေ့မှာစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတင်မှာတော့ မူဘီနယ်ရဲ့ကြိုက်တူတထုံမော်လမြိုင်ချောင်းဆောင်နဲ့ကြိုင်မျိုးမျိုးတွေတို့မှာရွေးကောက်ပွဲကျင်းပသွားဖို့ရှိနေပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတက်ဆိုင်ရာလွှတ်တော်အလိုက်ရွေးကောက်ပွဲဆိုင်ရာဤဥပဒေတွေကိုပြင်ဆင်ပြီးကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲကုန်ကျစရိတ်ကိုတိုးမြင့်လိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။စစ်ကော်မရှင်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတက်ဆိုင်ရာလွှတ်တော်လိုက်ရွေးကောက်ပွဲဆိုင်ရာဤဥပဒေတွေကိုပြင်ဆင်ပြီး ိုစလဲလောင်းရဲ့ရွေးကောက်ပွဲကုန်ကြစိတ်ကိုတိုးမြှင့်လိုက်တယ်လို့နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေကဖော်ပြပါတယ်။သက်ဆိုင်ရာလွှတ်တော်လိုက်ရွေးကောက်ပွဲဥပဒေပုံမှ90အရအနှင်းထားတဲ့လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးနေဥပဒေတွေကိုအောက်တိုဘာ26ရက်နေ့မှာပြင်ဆင်ပြဋ္ဌာန်းတာလို့ကော်မရှင်ဥက္ကဋ္ဌဦးတန်းစုကလက်မှတ်ရေးထိုးပါတယ်။ပြင်ဆင်လိုက်တဲ့ပြည်သူ့လွှတ်တော်နဲ့မြို့သားလွှတ်တော်ရွေးကောက်ပွဲနေဥပဒေပါပုံမှ69အရကိုစလဲလောင်းတို့ဟာရွေးကောက်ပွဲကုန်ကြစိတ်အဖြစ်ငွေကျပ်3300အထိခွင့်ပြုလိုက်တာပါ။ ဲ့ဒီပုံမှပါအရင်နယူဂရီမှာတော့ငွေကျပ်သိန်း350ထက်ပိုပြီးသုံးဆွဲခြင်းမပြုရာကနေအခုခါမှာငွေကျပ်သိန်း300နဲ့အစားထိုးပြင်ဆင်ကရွေးကောက်ပွဲကုန်ကျစရိတ်ကိုတိုးမြင့်ခဲ့တာဖြစ်ပါတယ်။ကင်မျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စုကကုန်စည်နှုန်းနဲ့လက်ရောညှိထွေဖြစ်အောင်ရွေးကောက်ပွဲကုန်ကျစရိတ်ကိုတိုးမြင့်တာဖြစ်လို့တတ်မှတ်နှုန်းထက်ကျော်ပြီးသုံးဆွဲလို့မရဘူးလို့တန်တွင်တိုင်းကိုပြောပါရည်။ဘယ်လိုလုပ်နေလားတော့အခုကုန်စည်နှုန်းတွေပြတ်လာတဲ့ခါကျတော့အဲ့ဒါလည်းလက်ရောညှိထွေပြောင်းကုန်စည်လိုက်ဘုံမျိုးလို့ ဟိုနည်းနည်းသုံးသပ်မိတလားလို့ဒီမှာတော့ကိုနားတယ်ပဲသုံးသပ်တယ်အဲဒါတော့ပြရတယ်အဲ့ဒါတော့ရော့လို့လို့ရတယ်။ဒါရင်ကလည်းတလူပဲ။ကျွန်တော်တော့ဆုံးလို့မရဘူးပေါ့။တိုင်းဒါမှမဟုတ်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနယူးပဒေပုံမှ69ကာကြီးရကိုစလဲလောင်းတဦးဟာငွေကျပ်300တိအထိသုံးဆွဲခွင့်ပြုတယ်လို့ခါခွင်းမှာလည်းတိုင်းသားလူမျိုးကိုစလဲလောင်းတဦးဟာလည်းငွေကျပ်300တိသုံးဆွဲနိုင်တယ်လို့ပြင်ဆင်ခဲ့တာပါအဲ့ဒီပုံမှပါအရင်နေဥပဒေမှာတော့ ငွေကျပ်350ထက်ပိုပြီးသုံးဆွဲခွင့်မပြုသလိုတိုင်းသားလူမျိုးကိုယ်စားလှယ်လောင်းအတွက်လည်းတဝူးကိုငွေကျပ်300ထိသာသုံးဆွဲခွင့်ပြုထားတာဖြစ်ပါသည်နိုင်ငံပါတီများမှပုံတင်ခြင်းဤဥပဒေမှာလည်းပုံမှန်27ရငွေကျပ်350ဆိုတဲ့စကားရက်ကိုငွေကျပ်300နဲ့၎င်းငွေကျပ်300ဆိုတဲ့စကားရက်ကိုငွေကျပ်300နဲ့၎င်းအစားထိုးပြင်ဆင်ခဲ့တာပါ မိုးတွတ်ရေးပါတီကောင်းဆောင်တူကတော့ကုံစေးနှုတ်ကြီးမြင့်နေတဲ့အပေါ်ကော်မရှင်ကရွေးကောက်ပွဲ၃စီကိုပြောင်းပေးတာဖြစ်လို့တတ်မှတ်တုံးတိုင်းလောက်အောင်သုံးရမှာပဲလို့တန်ရွင်တိုင်းကိုပြောပါတယ်။အဲဘာလဲကြည့်ကြတော့လည်းရာကစေးနှုတ်ကြီးမြင့်နေဆိုတော့လည်းရွေးစီကပြောင်းပေးတာပေါ့ဖြစ်တဲ့အဲ့လိုပဲယူဆအောင်ပါပေါ့။ဟုတ်ကဲ့ကျွန်တော်တို့လည်းဟိုတရားလည်းပတိကုံးလည်းတရားနဲ့လောက်အောင်သုံးမှာ300ပြီး300နဲ့300နဲ့ပေါ့နော်။အဲ့လိုမျိုးပဲရှိတာပေါ့။တူတူတူတော့မရှိပါဘူး။ လေးလာသူတွေကတော့ရွေးကောက်ပွဲကုန်ကြစိတ်တွန်းမြင့်လိုက်တာဟာပြည်ထောင်စုတော်ဝင်ဝင်ပြိုင်ကြမဲ့ပါတီတွေအတွက်မဲဆွဲစည်းုံတဲ့အခါကိုယ်စလဲလောင်းတွေရဲ့ကုန်ကြစိတ်ကိုပုံမသုံးဆွဲခွင့်ရသွားတဲ့အတွက်အားသာနိုင်တယ်လို့ဝေဖန်သုံးသပ်တာတွေလည်းရှိနေပြန်ပါတယ်။တက်ဆိုင်ရလွှတ်တော်လိုက်နေဦးတွေပုံမှ68ခါခွေးရလွှတ်တော်ကိုယ်စလဲလောင်းရဲ့ရွေးကောက်ပွဲကုန်ကြစိတ်အတွက်မိမိကိုယ်ပိုင်ငွေနဲ့ဖြစ်စေပြည်ရွှေမှာရှိတဲ့နိုင်ငံသားတူးချင်းစီကဖြစ်စေကုမ္ပဏီဒါမှမဟုတ်ကုမ္ပဏီအစုဖွဲ့တွေကဖြစ်စေတရားဝင်ရရှိထားတဲ့ ငွေကြေးတွေတဲကလှူဒန်းတဲ့ငွေနဲ့ဖြစ်စေသက်ဆိုင်ရာပါတီအဖွဲ့အစည်းကထောက်ပံ့တဲ့ငွေနဲ့ဖြစ်စေကြခံပြီးတဲ့ကုန်ကြမ်းစည်းတွေကိုဖော်ပြပါတယ်။တစ်ဖက်မှာရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေအတွက်စိုးဝေးဟောပြောခွင့်နဲ့မဲဆွဲစည်းုံမဲ့နေရက်နဲ့ကပ်ပြီးရွေးကောက်ပွဲကုန်ကြမ်းစည်းဆိုင်ရာလွှတ်တော်လိုက်နီးဦးတွေကိုပြင်ဆင်ပြထမ်းခဲ့တာပါ။မဲဆွဲစည်းုံမဲ့နေရက်ကိုတော့အောက်တိုဘာ28ကနေဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60တက်မှတ်ခါပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့လူစုလူဝေးနဲ့စီတန်းလှက်လဲမဲဆွယ်စီယုံခွင့်ကိုတော့လုံခြုံရေးအကြောင်းပြချက်နဲ့ပိတ်ပင်ထားပါတယ်။မောင်ဘီဆိုကတော့စူဝေးဟော့ပြောက်ခွင့်နဲ့ပတ်သက်ပြီးပါတီအနေနဲ့မစီစဉ်ရသေးပေမဲ့ပါတီအမတ်တစိတ်တွေကိုတော့စမ်းပုတ်ထောင်စီယုံသွားဖို့စီစဉ်ထားတယ်လို့ပြောပါတယ်။ကင်မျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့ကင်ဒီနယ်တွင်းမှာရှိတဲ့တိုင်းသားလူမျိုးမဲဆန္ဒနဲ့အပါအဝင်လွှတ်တော်၃ရက်စလုံးမှာကိုယ်စလဲလောင်း26ဦးဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်။ဒီဇင်ဘာနောက်ပိုင်းမှာစတင်ကျင်းပမယ့်အပိုင်းလိုက်ထွေထွေရွေးကောက်ပွဲမှာ ီတောင်စုရွှေခေါက်ပွဲကော်မရှင်ကနေစစ်စစ်ပြီးဝင်ရောက်ရှင်ပြန်ခွင့်ပြုတဲ့ကိုယ်စားလှယ်အလောင်း4930ကျော်ရှိနေပါသည်။အဲ့ဒီထဲကပြန်ပတ်မရှိတဲ့မဲဆန္ဒနယ်မြေ32နေရာရှိတဲ့အတွက်လွှတ်တော်အမတ်ဖြစ်မဲ့ကိုယ်စားလှယ်အလောင်း32ရှိနေပြီးစစ်တပ်ကြောထောင်းနောက်ခံပြုထားတဲ့ကြန့်ခိုင်ရေးပါတီက28နေရာနဲ့အများဆုံးရရှိထားတာပါ။စစ်ကော်မရှင်ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဥပဒေပုံမှန်41ကာကြီးအရာ မဲဆန္ဒနယ်တစ်ခုမှာကိုစလဲလောင်းတဦးတည်းသာရှိရင်အဲ့ဒီမဲဆန္ဒနယ်အတွက်ရွေးကောက်ပွဲမကျင်းပတော့ဘဲအဲ့ဒီပုံကူကိုအနိုင်ရလွှတ်တော်ကိုစလဲအဖြစ်ကြီးညာရမယ်လို့ဖော်ပြထားပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်စီစီလုံးလုံးဆက်နေဖို့ပြက်ကွက်ရင်အာဆီယံယုံကြည်မှုဆုံးရှုံးနိုင်တဲ့အန္တရာယ်ရှိတယ်လို့စင်ကာပူဝန်ကြီးချုပ်တတိပေးလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ဘက်ဘက်ကပြပြပေးထားပါတယ်ရှင်။မရေရာမတိကြမှုတွေပုံများလာတဲ့ကဘာမှာအာဆီယံအနေနဲ့တရားရေးအတူတကွာယက်တီရမှာဖြစ်ပြီးမဟုတ်ရင်တော့ကဘာစင်မြင်ထက်မှာယုံကြည်မှုနဲ့ဆက်ဆက်မှုဆုံးရှုံးသွားနိုင်တဲ့အနေရရှိတယ်လို့စင်ကာပူဝန်ကြီးချုပ်လော်ရင့်စ်ဝမ်ကအော်တိုဗလာ26ရက်မှာတတိပေးလိုက်ပါတယ် ကွာလာလမ်ပူမြို့မှာကျင်းပတဲ့48ကြိမ်မြောက်အာဆီယံညီလာခံပထမဆုံးနေ့အပြီးတကားပိတ်အစည်းအဝေးမှာ သူကအာဆီယံအနေနဲ့ယုံကြည်စိတ်ချနိုင်မှုကိုထိန်းသိမ်းရမှာဖြစ်ပြီးသဘောထားကိုလွှမ်းမှုတွေကိုဖြည့်ရှင်းနိုင်တဲ့အရေးအချင်းရှိကြောင်းအဖွဲ့ဝင်တွေကြားငြိမ်းချမ်းမှုကိုထိန်းသိမ်းနိုင်လွမ်းရှိကြောင်းကြားသရမယ်လို့ပြောလိုက်တာပါ။ အော်တိုဗာလာ28ရက်မနက်ကထုတ်ပြန်ကြမှာတော့ဝန်ကြီးချုပ်ဝောင်ကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးပြဿနာကမ္ဘောဒီးယားနဲ့ထိုင်းကြားမကြာသေးခင်ကဖြစ်ပွားခဲ့တဲ့နေဆက်ပြဿနာနှစ်ခုစလုံးကိုအလျင်မြန်ဖြေရှင်းနိုင်မှုမျှော်လင့်ကြောင်းပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားနေဆက်အရေးတင်းမာမှုတွေရှိနေတာကြားပြီးဖြစ်ပြီးဇူလိုင်လကဆယ်စုနှစ်များစွာအတွင်းအဆိုးရွားဆုံးတိုက်ခိုက်မှုတွေဖြစ်ပွားပြီးလူ40သေဆုံးခဲ့တယ်လို့သုံးသိန်းကျော်ကထွက်ပြေးခဲ့ရပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ဂျာဝင်ညှိနှိုင်းပေးမှုနဲ့အပြည့်ရက်ဖို့ဇူလိုင်လ28ရက်ကနှစ်နိုင်ငံသဘောတူခဲ့ကြပါတယ်။အောက်တိုဘာလ26ရက်ကအာဆီယံညီလာခံပြင်ပမှာနှစ်နိုင်ငံကြားအငင်းပွားနေတဲ့နယ်စပ်မှာရန်လိုတဲ့လောက်ရက်တွေအလုံးရက်တန့်ရေးဖန်စီရတဲ့စစ်သားတွေကိုပြန်လှုပ်ပေးရေးသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 2020ခုနှစ်မှာအာနာသိမ်းပြီးနောက်ပိုင်းပြည်ရင်းစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာချက်ချင်းဦးစားပေးလှုပ်ဆောင်ရမှာကတိုက်ခိုက်မှုတွေလျှော့ချရေးဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးခွင့်ရရေးအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေဖြစ်ပေါ်လာစေမယ့်အခြေအနေတွေဖန်တီးရေးဖြစ်တယ်လို့ဝန်ကြီးချုပ်ဝေါင်ကပြောပါတယ်။ အပြူသဘောဆောင်တဲ့ဆွေးနွေးမှုတွေကတဆင်သက်ဆိုင်ရာအဓိကအဖွဲ့အစည်းတွေကြားဆေးဆက်ညှိနှိုင်းပြီးတော့ရေရှည်တည်တတ်မဲ့အဖြစ်နဲ့ရေရှည်ငြိမ်းချမ်းရေးကိုရယူရမှာဖြစ်တယ်လို့သူကပြောပါတယ်။အောက်ပွဲမကျင်းပခင်မြန်မာနိုင်ငံမှာအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ဆက်လက်တိုက်တွန်းထားပါတယ်။အာဂျင်တီးနားသက်တမ်းတဝက်ရွေးကောက်ပွဲမှာလက်ရှိသမ္မတအနိုင်ရရှိခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။သမရတက်တန်ပထမဆုံးနှစ်နှစ်အတွင်း အတောင်းစိတ်တိတိတတ်တာချော့ချမှုတွေလွတ်လပ်တဲ့ဈေးကွက်ပြပြမြောက်လဲမှုတွေလုပ်ခဲ့ပြီးတဲ့နောက်အာဂျင်တီးနားသမ္မတဟာဗီယာမီလေးရဲ့ပါတီဟာအောက်တိုဘာ26ရက်ရွေးကောက်ပွဲမှာတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါတယ်။သူ့ရဲ့ပါတီ El Liberated Avanza ဟာမေလ17ရာခိုင်နှုန်းရရှိပြီးတော့ရှင်ပြိုင်ခဲ့တဲ့အထက်လွှတ်တော်အမတ်နေရာ24နေရာမှာ73နေရာအောက်လွှတ်တော်129နေရာမှာ64နေရာအနိုင်ရရှိခဲ့ပါတယ်။သူ့ရဲ့ပါတီတီတီမမအနိုင်ရလိုက်တာကြောင့် သမရရဲ့အစိုးရစီရေလျှော့ချရေးနဲ့စီးပွားရေးဆိုင်ရာကန့်သက်တားမြစ်ချက်တွေကိုဖယ်ရှားရေးအစီအစဉ်ကိုဆက်လက်လှုပ်ဆောင်ဖို့ပုံမှုလွှဲပူသွားတော့မှာဖြစ်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်သမရမီလေးရဲ့မဟာမိတ်အမေရိကန်သမရဒေါ်နယ်ထရန့်ကအာဂျင်တီးနားအသက်ဆက်ဖို့အမေရိကန်ကကြေညာထားတဲ့ဒေါ်လာ40ဘီလီယံဟာမီလေးရဲ့နိုင်ငံရေးအရှိန်ကိုထိန်းထားနိုင်မှုအပေါ်မူတည်နေလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။အာဂျင်တီးနားရွေးကောက်ပွဲမှာပြည်ပကကြားဝင်ဆွတ်တယ်လို့ ဝေဖန်သူတွေကထရန့်ကိုအပြစ်တင်ထားကြပေမဲ့မီလီရဲ့ထောက်ခံသူတွေကတော့ထရန့်ရဲ့ပြောဆိုမှုကိုကြိုဆိုခဲ့ကြပါသည်အဲဒီရွေးကောက်ပွဲမတိုင်ခင်ကသမရမီလီရဲ့ပါတီဟာအထက်လွှတ်တော်မှာ9နေရာအောက်လွှတ်တော်မှာ38နေရာပဲရရှိထားခဲ့တာဖြစ်ပါတယ်အရင်ကအနေထားကြောင့်အတုံးစိတ်လျှော့ချရေးပြုပြင်ပြောင်းလဲရေးသူ့ရဲ့စီမံကိန်းတွေဟာနိုင်ငံရေးဆိုင်ရာအတားအဆီးတွေနဲ့ရင်ဆိုင်ခဲ့ရပါသည်အစိုးရတက္ကသိုလ်တွေအတွက်ရန်ပုံငွေတိုးပေးမဲ့ဥပဒေကြမ်းကိုမီလီကဗီဒီယိုအားဒါနဲ့ပယ်ချခဲ့ပြီးတော့ ခန္ဓာကိုယ်မတန်ဆွမ်းသူတွေနဲ့ကလေးငယ်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုဇီးရှော့ရှားမှုကိုတော့အတိုက်ခံလွှတ်တော်မှတ်တွေကပြောင်းပြန်လှန်ထားပါတယ်။တပ္ပရမီလီဟာမဲဆွဲကာလအတွင်းဆက်လွှာကိုကင်ပြီးတော့မဲဆွဲခဲ့သူဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲတွေဟာ2023ခုနှစ်တပ္ပရဖြစ်သူစတင်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်းသူ့ရဲ့လူကြိုက်များမှုကိုတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ဆန်းသတ်မှုဖြစ်ပါတယ်။သူဟာအဲ့ဒီချိန်ကလေးကပညာရေးအသုံးစရိတ်ပင်စင်လာစာအခြေခံအဆောက်အအုံနဲ့အမတော်ကြီးတွေအတွက်ရံမုံငွေတွေရှော့ချပြီးတော့ အစိုးရလုံတမထောင်ပေါင်းများစွာကိုထုတ်ပေးခဲ့တာပါ။ငွေဖောင်းပွားမှုကိုထိန်းချုပ်ရေးလှုပ်ဆောင်မှုတွေအတွက်တမရကိုထောက်ခံသူတွေရှိနေပေမဲ့စီးပွားရေးအဆင်မပြေဖြစ်မှုနဲ့အလုပ်လက်မဲ့ဖြစ်မှုတွေအတွက်ဖြစ်တည်နေသူတွေလည်းရှိပါသေးတယ်။တမရမီလေးတာရွေးကောက်ပွဲအနိုင်မရခဲ့ဘူးဆိုရင်အမေရိကန်ကထောက်ပံ့မဲ့ရန်ပုံငွေတွေရရှိတော့မှာမဟုတ်ဘူးလို့ထရန့်ကသတိပေးထားခဲ့တာဖြစ်ပါသေးတယ်။ မနက်ဖြန်အောက်တိုဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်အတိုင်းထွက်ချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတို့မှာ တိမ်အထင်းအင်းဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်အနှင်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းအင်းမှတိမ်ထူထမ်းနိုင်ပါသေးတယ်။ တနင်္သာရီကံယူတန်ရခိုင်ကံယူတန်မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမာခွေဘတ်တို့မှာလေဟာအရှိဘက်ကနေတနင်္သာရီ10မိုင်မှ -30 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအသင်သင်ရှိနေပါတယ်။ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ကရင်နီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့နေရာကွက်ချမိုးရွာသွန်းနိုင်ပါသေးတယ်။ န္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာအများအားဖြင့်သားရနိုင်ပါတယ်ရှင်။အမြင့်ဆုံးဝူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ32ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ38ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်။မြန်မာပြည်လုံးမှာခရမ်းလွန်ရောင်ကြီးအညွန်ကဲဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ ီမိုလေးဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ရဲအနေဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကွန်ပျူတာကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းတိုင်းရဲ့ညနေခင်းနောက်ဆုံးရသတင်းထုတ်လင်းမှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တန်လင်းတိုင်းရဲ့သတင်းထုတ်လင်းမှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းတိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။